မအမင်းကိုချစ်လို့ပြရလေမင်းတို့ပြန်ချစ်ပြရမနေချင်မင်္ဂလာပါကိုလေဒါဆိုရင်အင်းကားမြောက်ဒရိုက်ဘာဖြစ်တယ်ပြောမလားဒရိုက်ဘာဖြစ်ကကျွန်တော်ကဒီကားက၃ကားမြောက်ပေါ့ သုံးခါလေးခါပေါ့ချူစီချူစီရဲကျွန်တော်ဂျားထဲမှာချူစီနှစ်ရဲချူစီနှစ်ကမထွက်သေးဘူးဒါပြီးရင်တော့ထွက်ထွက်ပြဖို့များနောက်တော့ကို့ဘွားရဲဟုတ်အဒီကောင်ရဲပေါ့ကျုပ်ရှင်ကြီးကလေးခါပေါ့အစိတ်ကိုဘာဖြစ်လို့လိုက်ဖြစ်တယ်လို့ပြောပြမလဲအာစားကြောက်တာအောက်ကင်းကြောက်တာဒီမင်းသားတွေကြောက်တာဘယ်လိုပြောမလဲကျွန်တော်ဒီဟာကိုအရင်ကြိုက်တယ်အဲ့လိုရိုက်ရတာကိုကျွန်တော်ကြိုက်တယ်အဲ့ romance အချစ်တွေ အမှန်နဲ့အမှားတွေနဲ့ခြားတိတ်တွေနဲ့အဲ့လိုမျိုးဟာမျိုးကိုကျွန်တော်ရိုက်ရတယ်။ဥပမာပြောရရင်တော့သူကဟိုရေးပြောရရင်တော့အချစ်လည်းပါတယ်။မန်းလေးလည်းပါတယ်။ဆက်လည်းပါတယ်။အဲ့လိုမျိုးပေါ့နော်။အဲ့ဒါတွေဂျားထဲမှာလူတွေဖြစ်နေတဲ့ဘဝတွေကိုလူငယ်တွေဖြစ်နေတဲ့ဟာတွေကိုကျွန်တော်ရိုက်ပြရတယ်ကျွန်တော်ကြိုက်တယ်။ဒီမှာတော့ကျွန်တော်တို့ကသွားပြီးတော့ကပ်ပီးဖြစ်နေတာလေပေါ့နော်။အချစ်ရဲ့အမိုးရဲ့အစိတ်ရဲ့တချို့အစိတ်ပြင်မဲ့ဒါကအချို့တက်ကချိုးနေနေတယ်။ဒါပဲလေ။ တချို့စိတ်တွေချူရလေအဲ့တော့တောက်တယ်လေဒါအခုအားလုံးဖြစ်နေတဲ့ဟာပဲတချို့စိတ်တွေချူတယ်အစိမ်းမန်းတချို့တွေကတိတယ်ဒါပေမဲ့ချူနေတဲ့အစိမ်းတွေကိုအစိမ်းမန်းတိရတဲ့တချို့တွေကတောက်ကြည့်ကြတာဒီမှာဆိုကျွန်တော်ခုပြောစရာရှိတာနော်ဇက်ကောင်တော့ပြီးတော့မှထားတာပါဇက်ချက်တွေဇက်ချက်တွေကိုဘယ်လိုတူပြီးတော့စဉ်းစားထားတာလဲ အခုဆိုမွေးဆောင်မှာရိုက်တဲ့ရိုက်ချက်တွေရှိတယ်။ဇိုင်ကုံမှာရိုက်တဲ့ရိုက်ချက်တွေအဝေးပြေးလမ်းပေါ်မှာအာ sky ဟို air view မှာရိုက်တဲ့ရိုက်ချက်တွေကိုကျွန်တော်ကြည့်ရတာအားလုံးကိုအလှုပ်တင်နဲ့အာအဲ့လိုလေးသွားတာလေ။ကျွန်တော်ကဟိုအမှန်တကယ်ပြောရရင်ကျွန်တော်ကအဲ့လိုဓာတ်ပုံကြိုက်တယ်ဓာတ်ပုံလှတာဓာတ်ပုံဟို lighting တွေနဲ့အဲ့လိုမျိုးရိုက်ရတာဟိုကျွန်တော်သဘောကျတယ်။ ကိုသဘောကျတယ်ကိုနောက်ပိုင်းကျွန်တော်ရိုက်တဲ့ကားအများကြီးတော့မရှိပါဘူးဟိုဒီကားပြီးသွားရင်ကျွန်တော်ဇလန်တွဲတစ်ခုရှိရပါဇလန်တွဲမှာလည်းအဲ့လိုပဲကျွန်တော်ကျွန်တော်ကအယုတ်တွေကိုခြိုက်တယ်လေအယုတ်တွေလှနေတာတွေအယုတ်တွေအဲ့လိုမျိုးကာလာတွေနဲ့အဲ့လိုမျိုးသူ့တဘာဝတွေနဲ့အဲ့လိုဖြစ်နေတာတွေခြိုက်တယ်ဟိုအယုတ်တွေကအရင်မကြည့်ဘူးလားဆိုတော့အယုတ်တွေလည်းအရေးကြီးတယ်ဒါဘာဝပတ်ဝန်းကျင်ကြီးကလည်းအရေးကြီးတယ်လို့ခံစားရလို့ဘာဝပတ်ဝန်းကျင်ပြောလို့ပါဒါကအဲ့တို့ရိတဘာဝကြာနေတယ်ဒါပဲလို့လဲဆိုတော့အော်နှစ်ယောက်ဆိုရင်တယောက်တည်းကို ပြောရင်ပြောတာလေဟိုဘက်ဒီဘက်ပင်ပယ်လိုက်တယ်ဒီလိုထိုင်ပြောထပြောနေအော်အဲ့ဒီမက်တတ်တယ်နည်းနည်းလေးနည်းနည်းပေါ့တော်တော်လေးကွဲထက်တာအဲ့ဒါအဲ့ဒါကိုကိုလင်းတို့တိတိနေတာကိုကျွန်တော်ချိန်ရပါတယ်ကျွန်တော်ချိန်ရပါဘာဖြစ်လို့ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်တို့အကျယ်ရိုက်မယ်ပြီးလို့ရှိရင်ဟိုဘက်အကျယ်ဒီဘက်အကျယ်ရိုက်မယ်အဲပြီးလို့ရှိရင်အကျယ်ပြန်ရဲမယ်ပေါ့ဒါကတော့ကျွန်တော်တို့လုံလုံနေကြပါတော့ဟိုတော့ဟို ဘယ်လိုခုံးလဲဖော်မြူလာတစ်ခုလို့ဖြစ်နေတာပေါ့ဒါပေမဲ့ကျွန်တော်အဲ့ဒါမျိုးထက်အခုနပြောသလိုပေါ့ကျွန်တော်ကြောတွေရိုက်ချင်းရိုက်မယ်ကျွန်တော်တခါလေးကြားလို့ရှိရင်ဒီကားထဲမှာပါတဲ့ခါလေးရှိရဲအကျဲတစ်ခုနဲ့နောက်တော့တင်မအဲ့လိုပြအဲ့လိုပြရတဲ့ခါလေးကိုကျွန်တော်သဘောကျတယ်ပုံမှန်သွားတာလည်းစားလို့ရှိရင်ကျွန်တော်ပတ်ဝန်းကျင်တစ်ခုနဲ့သူတို့အဲ့ပတ်ဒီသူတို့ဖြစ်နေတဲ့ပတ်ဝန်းကျင်ထဲမှာသူတို့ကဘာတွေဖြစ်နေကြရလဲဘလို့ဖြစ်နေကြရလဲဘလို့ပတ်ဝန်းကျင်မျိုးမှာဖြစ်နေကြရလဲဆိုတာပြချင်ပတ်ဝန်းကျင်လို့ပြောလိုက်တော့ဒီဘက်မှာတားဖို့ပြောနေမယ်မိကလက်ထွက်သွားပြီမယ်ဟာ တာထွက်သွားပြီမယ်အတန်နဲ့ပါနေတယ်နော်အတန်နဲ့ရုပ်နေမဟုတ်တော့ဒီအတန်နဲ့ဒီဘက်ရုပ်ဒီဘက်ရုပ်နေဟိုဘက်အတန်နဲ့ဒါလူကြီးနေတယ်အဲ့အရာလေးတွေကတော့ဟိုဘယ်လိုခေါ်မလဲရိုက်တဲ့အဲ့ကတ်ဆိုလို့ချင်းတချို့ကတ်တွေဆိုကျွန်တော်ကအဲ့ဒါတွေကိုပြောထားတယ်1 scene 1 cut ရိုက်မယ်သူတို့ပြောထားတယ်ဘာတစ်ခုမှမပြောင်းဘူးတစ် scene တစ် scene လုံးကိုတစ်ကတ်သေးပဲရိုက်မယ်အကုန်လုံးတစ်ကတ်သေးပဲဘယ်ကနေဘယ်လိုသွားမယ်ဘယ်ကနေဘယ်လိုသွားမယ်ဘယ်လိုကဘယ်လိုသွားမယ်ဘယ်လိုကဘယ်လိုထွက်သွားမယ်ဘယ်လိုကကျန်နေခဲ့မယ်အဲ့ဒါတွေတစ်ကတ်သေးရိုက်တဲ့ကတ်တွေပေါ့တချို့ဟာတွေကတော့ ဒီထဲမှာစင်စာကြီးလည်းပါပါတယ်စင်စာကြီးလည်းပါတော့တချို့တွေကတကတ်ထဲမှာဖြစ်တော့မဖြစ်ဘူးအတော့အပြောင်းလဲရရှိတာပေါ့ဟုတ်အဲ့ဒါလေးတွေကိုမဟုတ်ဘူးကိုလင်းကအဲ့လိုလေးရိုက်ပြတာကိုသဘောကျတာလေဟိုကိုဖန်ဒီမှာပဲဒါမျိုးရိုက်ပြလို့ရတာလေကိုကအိုက်တာဆိုရင်ဒါမျိုးပြလို့ပြလို့မရဘူးသူများကလည်းပြောလို့လည်းမရဘူးလေအဲ့လိုအဲ့မှာပေါ့လေဒီမှာလိုက်ဖက်နေမှုကြီးကဘယ်လိုပြောမှလဲဟိုဘက်ကအစ်ဆက်ဆက်နဲ့ကြော်တဲ့ဆိုနော်ဒီဘက်က ်တွတ်တွတ်လက်လက်နဲ့အော်တကယ်သူရဲကိုသူပြင်းပြောင်းလုပ်တဲ့ကြွထက်အောင်ဘုဘကမယ်လိုဒီဒီဘက်ကမေးတော့ဒါတွေကမေးတော့ ਨੇ ကျွတ်စော်စော်နဲ့အငိန်လေးတွေတွားတယ်ကိုဘက်ကတော့အလှုပ်တင်နေတွားတယ်ပြီးတော့မှတဖြည်းဖြည်းဆွဲယူသွားတယ်ဒါတွေကအဒီဇက်ကောင်တွေနဲ့ဒီဟာတဲ့လိုက်ဖက်တယ်ဟို ဒီဆက်ကောင်တွေကိုစပြောတယ်ကသူတို့တွေလည်းလည်းကျွန်တော်တို့ကတော်တော်လေးဆွေးနွေးရတယ်သူတို့နဲ့ငကိုတွေကလည်းပြောတယ်ဒီဆက်ကောင်တွေဒီလိုဖြစ်တယ်ဥဟာကြော်ထက်စော်ကြော်ထက်အောင်သူအိုက်တင်ကိုဟိုကိုပြောတဲ့လောက်ပဲပေါ့နော်သူအခုခေတ်ကအိုက်တင်ကပို့လုတ်တက်ကြတယ်ဟိုကိုကိုကိုတိုင်းလည်းပါပါတယ်ကိုကိုတိုင်းလည်းပါပါအိုက်တင်ကိုပို့လုတ်တက်ကြတယ်ပို့ပြီးတော့လိုလာတဲ့ပို့ပြီးလုတ်တယ်သူတို့ကလေးတွေပြောရမလိုလိုတဲ့ဟာကိုလုတ်ခိုင်းမင်း ိုမလုံနဲ့ဒီဟာလေးဆိုဒီလောက်ပဲလို့ဒီလောက်ပဲပြောဒီလိုပဲပြောပုံမှန်လေးပဲပြောအဲ့လိုလေးပဲလို့ခြင်းတယ်ကျော်တဲ့ကျော်တဲ့အောင်လို့လည်းဒီတိုင်းပဲအကုန်လုံးပေါ့နော်မယ်လိုဒီတော့မအေးတောင်းတော့ကိုလိုချင်တာလေးတကယ်လဲစူးစားကြရတယ်သူတို့တွေမအေးတောင်းဆိုလို့ရှိရင်ဆလိတ်တောက်တာအစား तू တကယ်တဘာဝကြအောင် तू အစိုးရတဲ့ကြိုပြီးတော့ဒီဆလိတ်တောက်တာကိုချင်းနေဝိုင်းတောက်တာတွေချင်းနေဒီထဲမှာတော့ပြလို့မရအောင်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါတွေရှိနေအောင်ပေါ့အဲ့ဒါလေးတွေကို तू အစ်တာတွေဒီထဲမှာပါတဲ့အစ်တာတွေအားလုံးကတကယ်ကိုစူးစူးစားစားနဲ့လုတ်ခဲ့ကြတယ်ဟိုကိုယ့်အတွက်ကူညီခဲ့ကြတာပေါ့ တကယ်လဲဒီဇက်ပေါ်မှာတကယ်လဲစိတ်ပါဝင်စားစွာနဲ့တကယ်ဇက်ကောင်စရိုက်ပြီးပြင်အောင်သူတို့ကစူးစားခဲ့ကြတာပေါ့အဲ့ဒါကြောင့်လဲအခုပေါ့နော်အဆုံမန်းနေရကျွန်တော်အရန်စိတ်ဝင်စားစရာကောင်းတယ်အရန်တက်ဖို့တက်တယ်လို့ပြောလို့ရပါတော့မိုင်းတောင်းတဲ့ဟိုဘက်ကလမ်းစုဦးနဲ့အဆုံနေအဟိုဘက်အတွင်းနေအဆုံဒါလေးလို့ပေါ့ဒါလေးလို့ဘယ်လိုလေးတည်ရလားဘာလို့ဆိုကျွန်တော်အမိုင်းတောင်းဆိုရင်မမိုင်းရပြောစရာဆိုရင်မိုင်းအီတောင်းလုတ်သွားတဲ့ဒီကြော်တက်စော်လာတော့မယ်ဆိုတဲ့အချိန်မှာဒီဒီကန်းမှာအခမခနဲ့ရ မျက်လုံးလေးကတကူတွေကနှီးနေတာပြီးတော့အာသူသူငယ်မျက်နှာမှာပေါ်နေပြီးတော့အော်အဲ့ဒီအခန်းလေးရိုက်တော့လေအဲ့တော့ပြောပြောရတာပါဗျာအဲ့ဒီအခန်းလေးရိုက်တော့လေသူကျွန်တော်တို့ရိုက်ခဲ့တာဆိုရင်အဲ့ဒီအခန်းလေးတွေဆိုရင်တခန်းလုံးဟိုတစ်ရက်ရိုက်ရတာပေါ့နော်ဟိုဒီလိုမယ်လိုဒီဟာလေးဆိုလဲတစင်းလုံးမှာတစ်ရက်လုံးမှာတစင်းမဲရိုက်ရတာဒီအများကြီးပေါ့နော်အဲ့ဒါလေးတွေကိုလေအဲ့ဒါတွေကငကိုတွေကဒီဇက်အပေါ်မှာစိတ်ဝင်စားတဲ့အတွက် ဒီဇက်အပေါ်မှာရှိနေတဲ့အတွက်လွတ်သွားတာလွယ်သွားတာပေါ့နော်။မရေးတောင်းတူလည်း तू ကပြောပါရဲ။ကျွန်မက तू ကနည်းနည်းလေးဟို item လောက်ရတာ तू အများကြီးလောက်ပြင်မယ်မျက်နှာပေါ်မှာမပေါ်ဘူးပေါ့။ဟို तू ကပို့လောက်ရတယ်ပေါ့နော်။အဲ့ဒါလေး तू နည်းနည်း तू ကို control လုပ်ပေးရ။ तू သိရဲကောင်းအောင်ကျွန်တော်နဲ့က तू ကပထမတကားလေးရိုက်ပြီးပြီပေါ့နော်။ဒီတကားကြတော့နည်းနည်းပို့ပို့ပြီးတော့ပို့အဆင်ပြေသွားပို့ကောင်းလာတာပေါ့နော်။ဟိုအဲ့ဒါတွေအားလုံးက melody ဆိုရင်အဲ့လိုပဲ။ तू မလုပ်တတ်ဘူး तू ငိုလို့မရဘူးတချို့ဟာတွေငိုလို့မရအောင်။ ူကအဲ့လိုလောက်မဲ့ဟာတွေဆိုသူအရန်စိုးရင်တော့ဗောနော်ဒါပေမဲ့လေတကယ်တမ်းဒီထဲမှာဇက်ကောင်စရဲဝင်သွားတဲ့ချိန်ကျတော့အားလုံးအတွက်တကယ်ကိုအဆင်ပြေသွားတော့တကယ်သူတို့ကလည်းကျေးဇူးတင်တယ်တကယ်တမ်းကျတော့အဓိကတော့ဇန်ကျုံးဗောနော်ဒီစကားလေးကအများကြီးပြောစရာရှိတယ်ဇလန်းပါဇန်ကျုံးကလည်းကိုမိုးနီနဲ့ကျွန်တော်တို့နဲ့အတိုင်ပင်ဗောနော်ဘလို့ဘလို့သွားစကလုံးလေးကိုမိုးနီကတော့ပြောစရာမလိုပါဘူးစကလုံးနေကအရန်လှတယ်သူကအမြဲတမ်းသူကစကလုံးနေကဒါသူ့ရဲ့ treatment လို့တော့ဖြစ်နေတာဗော